ီနေ့ကလက်ဆောင်တစ်ခုကို unboxing လုပ်မှာဖြစ်တယ်အဲ unboxing လုပ်မှာဆိုမှာ iPhone sampling format တော့မဟုတ်ဘူးဒါပေမဲ့လည်းဒီလက်ဆောင်ကဆရာအခုကြည့်နေတဲ့လမ်းလာရေးအတွက်လည်းဖြစ်စီဖြစ်နေမှာအင်္ဂလိပ်လိုမှဖောက်တယ်လို့ဘာမှလိုကြီးပဲဖောက်လိုက်တော့ဒီမှာကြည့်ပါဦး ဘာဆောက်တွေလဲဆိုတော့ဘာဆောက်လေးလဲဆိုတော့ပြောပြခင်ဒီဆောက်လေးတွေကိုဘယ်သူပေးလိုက်တာလဲဆိုတော့ဒီဖောက်တော်ရာကဒီလရှင်ဆရာကြီးတပါးနေပြီးတော့ဒီသူဒီအိန္ဒိယမှာ MA တက်တူတက်တူဟိုပညာတော်တင်ရင်းနဲ့ပေါ့နော်သူအဲအဲ့မှာလည်လာခဲ့ရတဲ့ဆောက်ကလေးတွေကိုလည်းဆရာလက်ဆောင်ရင်းနဲ့ပေးလိုက်တာတဲ့။ဘာကြောင့်ပေးတာလဲဆိုတော့ဆရာဟိုနေ့တိုင်းတင်ပေးနေရဲ့ဟိုဆရာရဲ့စီးရီးလေးရာဆိုလို့ရှိရင်တဲ့ဒီသူတို့အတွက်လည်းအသုံးဝင်တယ်လို့အဲ့လိုမျိုးပြောတယ်။အဲ့တော့သူတို့ရတဲ့ဘွဲကြီးဆိုလို့ရှိရင်ဒါ သူတို့ချက်တန်းကြရတဲ့အတွေ့အကြုံဆိုရင်ဆရာဦးနဲ့မရှင်းနိုင်တော့အရင်များတယ်ပေါ့နော်။ဟောဆရာတင်နေတဲ့ CV လေးတွေကအမှအထီးသွားပြီးတော့အချိုးတက်ရောက်တယ်ဆိုတော့ဖိလိုက်တဲ့အချိန်မှာဒါလုံးဝကိုပီတိပဲ။ပီတိတွေကဒီကတော့၆၆လေးစားရတယ်နော်။အဲတော့အဲ့ဒါဘာနဲ့မှလဲလို့မရနိုင်ဘူး။အဲ့ဒါကြောင့်ဒီဆရာတို့စတင်နေဆိုတာအဲပြောမယ်ဆိုရင်ပညာပါရမီရော နောက်ဟာကြဒါနာပါရမီရောတစ်ပြက်တည်းဖြည့်နေရတယ်လို့ဖြစ်နေတာ။နော်အဲ့ဒီအဲ့ဒီကြီးနူးမှုကမရနိုင်ဘူး။ เนาะအဲ့တော့အဲ့တော့ဆရာအခုစာရီအခု series တွေနေတိုင်းတင်နေတယ်ဆိုတာလေအဲ့ဒီ feeling တစ်ခုကြောင့်လည်းပါတယ်ပေါ့เนาะအဲ့တော့အခုတော့မှဆရာအဲမပီတီပြန်ရပြီเนาะအဲ့လိုမျိုးအဓိကအဲ့လိုမျိုးဟောပေါ့ပို့ပြီးတော့ဟိုအများကျိုးဆောင်တဲ့သူတွေအထီးပါတက်ရောက်မှုရှိတယ်ဆိုတော့ဒီတော့ဆရာအရန်ဝမ်းသာတော့အဲ့တော့ဘာစာအုပ်လေးဆိုတော့ပြောပြပေးတယ်အခုမှကောရမလေးကောရမဆက်ကောရမအကြောင်းဖြစ်မယ်ဒီမှာတော့ပမာလူရေးထားတယ် နောက်ခုကြတော့တဲ့မှာပါဠိပတ်သွေးတဲ့ essential pali words and buddhism တဲ့ဘုရားဘာသာမှာမဖြစ်မနေသိရမယ်ပါဠိစကားလုံးလေးတွေတဲ့အဲ့ဒါဟိုအင်္ဂလိပ်လိုလေးပဲဟောအဲ့တော့အင်္ဂလိပ်ကဆရာကိုအဲဆရာကြီးကလက်ဆက်တော့ရဲ့အချိန်မှာဘလို့ပြလိုက်လဲဆိုဘလို့ကိုဆရာခရီးပြန်ပေးလိုက်လဲဆိုတော့အခုလိုမျိုးပေါ့နော်သူ့ကိုအဲအဲ့လိုမျိုးပေးခြင်းတယ်လေအဲ့လိုလက်ဆောင်လေးပဲဆာုပ်ကလေးလို့ပြောရဲဆရာကမှကြည်တာပေါ့နော်အဲ့တော့အဲအဲ့ဆာုပ်ကလေးတွေကိုတုံးပြီးတော့အဲဟိုတပည့်တော်ကနေပြီးတော့ပြန်ပြီးတော့ပေါ့နော်ဒီ ဟိုဒီအခုတင်တဲ့ series ပြီးအခု lossless ဆရာ writing series တင်နေတယ် writing series အရှိမှာဆိုရင်အင်္ဂလိပ်စာအုပ်တက်ကြည့်ဖို့ချက်30 being speaking series အဲပြီး phonetic လေးဓာတ်ပြတ်5ရက်စာတင်လိုက်တယ်ပြီးအခု writing series တင်နေရအဲ့ဒါပြီးတဲ့ခါကျရင်ဆရာဆက်ပြီးတင်ဖို့ရှိရဆရာဟိုပြောမယ်ဆိုဆရာတင်လို့ရတော့ဆရာတော့တောက်လျှောက်တင်ဖို့ဆရာ planning တွေရှိတယ်အဲဥပမာပြဆိုရင်တော့ advanced င်္ဂလိပ် series ဆိုခေါ်တဲ့အစမ်းမြင်အင်္ဂလိပ်စာ series ရှိမယ်နောက်မှကြတော့ဒီ idioms တွေပြီးရင်အင်္ဂလိပ်စကားပုံတွေအကုန်လုံးအင်္ဂလိပ်စကားပုံသင်နေတယ်ပဲပြန်သင်မဲ့အဲဘာကြောင့်ဒီလိုသုံးတဲ့စကားလုံးဟောတာကြောအောင်သင်မဲ့ series တွေရှိတယ်အဲ့ဒီတိုင်းမှာမှာဆရာကနေပြီးတော့အခုလိုဟိုပေါ့သာသနာကျိုးဆောင်တဲ့သူတွေအတွက်အကျိုးရှိအောင်လို့ဆိုပြီးတော့အဲဒီဓမ္မ series ဆိုပြီးတော့ဂျားပြက်နှစ်ခုတွဲပြီးသင်ပေးမယ်လို့အဲ့လိုမျိုးခရီးပေးထားရဲဆိုတော့အဲဒီအားကြောင့်ဆရာဒီဆောင်ကလေးတွေကအဲ့လိုဆရာကကြည့်နေအလန်းတိုင်းအတွက်လည်းဖြစ်ချင်ဖြစ်နေမှာလို့ပြောတာနော် ဲဒါကြည့်လိုက်အောင်ပါဠိပတ်ဖို့ပြောနောက်ခုကြတော့အော်11 predator explain 11 predator ဆိုတော့ဒါပရေကြီးစက်သက်တုပ်ပေါ့နော်ပရေကြီးစက်သက်တုပ်ပရေကြီးစက်သက်တုပ်ကိုအင်္ဂလိပ်လိုရေးထားအခုမှ basic learner တွေတော့မူးနောက်သွားမလားလဲနော်အဲ့လိုမူးနောက်သွားတော့လည်းအော်ဒါတော့ပမာလိုလေးဖြစ်မှာဓမ္မဓမ္မဒီဟာတဲ့အခြေခံဗုဒ္ဓဘာသာရှင်မှုတင်တက်ဟမ်တောင်းတဲ့နေတွေ့ရအညှက်ထားတာဖြစ်မယ် ပြန်ပြေးလိုက်ရမယ်ဒါတော့ပြန်ပြေးလိုက်ရမှာเนาะဒါပြန်ပြေးလိုက်ရမယ်ဒါစာဖိုင်းနဲ့ဒါဆရာကြီးညှပ်ထားတဲ့ဟာကိုဟိုမေ့ပြီးပါလာဖြစ်မယ်နောက်ခါကြတော့တဲ့ဒီဒီစာကလေးခလာဖတ်ထားတယ်เนาะနောက် daily buddhist prayer book တဲ့ဒါလည်းအင်္ဂလိပ်လိုပဲဒီကအင်္ဂလိပ်လိုပဲပါရီပါဠိအဲရေးဟန်ရှိတယ်ပြီးအင်္ဂလိပ်လိုရှိတယ်ဘာမှလို့လုံးဝမပါဘူးအဲ့ဒီထက်ကနေပြီးတော့ဆရာကြီးလန်နာရဲ့လက်တွေ့ဘဝမှာရောပြီးတော့ အဲဒီဓမ္မရေးရမှာတော့၃ခွေလောက်တဲ့ဟာလေးတွေကိုအဲထုံနှုတ်ပြီးတော့ဆရာအကောင်းဆုံးစူးစမ်းကြည့်ပါမယ်เนาะဆရာစူးစမ်းကြည့်ပါအောင်မယ်အဲဒီကနေအခုဟိုဆရာကိုလက်ဆောင်ပေးလိုက်တဲ့ ဒီဘောနော်အာတရားရှင်ဆရာကြီးလေးကျေးဇူးတင်တယ်သူတရားနေပြောချင်ပါတယ်အဲပြီးလို့ရှိရင်အခုကျန်တဲ့လူတွေပေါ့နော်အခုလိုမျိုးရတဲ့ PD ကနေပြီးတော့အခုလန်နာတွေကိုဆက်ပြီးတော့လဲဆရာ sharing တွေဆက်ပြီးတစ်နှလုံးလုပ်နေပါဦးမယ်လို့ပြောတော့ဆရာကြီးနေအခုလန်နာများကလည်းတောက်လျှောက်လေ့လာနေပါအင်္ဂလိပ်စာကိုဘယ်လိုအပ်ပဲအခုတကယ်လို့သူဆရာ sharing လုပ်တဲ့ခါမှာဒီဗုဒ္ဓဘာသာမဟုတ်ဘူးဆိုရင်တောင်မှအဲဒီရသမျှအင်္ဂလိပ်စကားလုံးတွေကို language အနေနဲ့ပဲသင်ယူမယ်ဆိုရင်လည်းသင်ယူလို့ရပါတယ်အဲဆရာကတော့ ဘာသာခွဲပြီးတော့သင်ကြားမှာတော့မဟုတ်ဘောနော်ဒါပေမဲ့ဒီမှာအဲဆရာကိုယ်တိုင်ကတော့ဗုဒ္ဓဘာသာဖြစ်နေတဲ့အတွက်ကြောင့်အဲသာသနာတော်အကျိုးရှိအောင်လို့ဆရာနေတော့အဲသင်ပေးမယ်ရိယာနေကောင်းတဲ့ဟရာလေးကိုလည်းမှတ်သားလို့ရပါတယ်လို့နော်အဲဒီမှာတော့ Buddhism for kids တဲ့ခလေးများအတွက်ဗုဒ္ဓဘာသာအင်္ဂလိပ်လိုရေးထားတာ ။ဒါဘာအကြောင်းအလေးလဲဆိုအောင်ဆရာဖတ်လိုက်အောင်မယ်။ဆရာတို့တော့စာအုပ်လေးရတာရင်နာလေးတွေရလို့ပါပဲ။စာအုပ်ကောင်းကောင်းလေးတွေရဆိုလို့ရှိရင်ဆရာတို့ရဲ့အတွင်းမြင်တွေရော views လောက်ကန်လို့လည်းအချိန်အများကြီးပြောင်းလဲသွားစေတယ်ပေါ့နော်။အဲ့ဒါဒါဒီနေ့ဆိုရင်ဒါ စာအုပ်လေးလက်ဆောင်ရတယ်ပေါ့အဲအဲအကြောင်းလေးဆရာကလက်နာရေးလာပြောရင်းနဲ့ဒါပြန်ဒါလေးပါသင်မယ်ဆိုတဲ့အကြောင်းလာပြီးတော့အရင်ကြိုးပြီးတော့လာပြောထားတာပါအရင်လာပြီးမိတ်ဆက်ထားတာပါဒီတော့ဆရာရဲ့နေတဲ့သင်နေတဲ့လက်နာများအင်္ဂလိပ်စာအုပ်ဒီနေ့စာတလေးပုံမှန်လေးတီရှူလေးလာသွားပါဆရာအများနဲ့တင်ပေးနေပါမယ်အခုဒီသတင်းကျိုးပိတ်ရမှာတော့မှဆရာတင်မို့ဟာတွေကိုဆရာကြိုးပြီးတော့ဟိုရှိုက်တောင်ရှိုက်ပြီးသွားပြီးသွားသတင်းလေးပိတ်ရမှာလို့ရှိရင်များပါတဲ့အဆက်ပြတ်နေမှာဆိုလို့ဆရာကြိုးတောင်ရိုက်ထားတဲ့ဒီ3 4ရက်စာတခါလေးနော်အဲ့တော့ဆက်လက်နာများလဲနော်ကျိုးဆရာဘက်ကစူးစမ်းအထောက်တလို့နေတိုင်းစူးစမ်းအထောက်ပြီးပုံ ံမှန်လေးကြည့်ရှုလေ့လာကြပါလို့ဆရာကြီးကလည်းပြောချင်တယ်အင်္ဂလိပ်စာအထီးတွေပဲဟိုဘယ်ဟာနေဖြစ်ဖြစ်ဘယ်ဆိုးကနေဖြစ်ဖြစ်နော်နိုင်ငံခြားသားပဲတင်တင်နော်ဗမာလူမျိုးပဲတင်တင်ဘယ်ဆရာပဲတင်တင်ရှိသမျှဟာလေကိုစူးစောင်းထားစူးစောင်းနဲ့ထက်ခါထက်ခါထပ်သွားတာပေါ့နော်တင်းင်းနဲ့ပိုရှုပ်မသွားနိုင်ဘူးတင်းင်းနဲ့မတိရည်တိလာပြီးရှင်းရှင်းရှင်းလင်းလာတာအဲ့ဒါကြောင့်တင်းင်းနဲ့ပိုရှုပ်တာမဟုတ်တော့မတင်လိုက်တင်လိုက်လှုပ်နေလို့ရှုပ်နေတာအဲ့တော့ပုံမှန်လေးတော့လေ့လာကြပါဦးဆရာကြီးလည်းပြောကြရင်နဲ့ဒီနေ့ကတော့ဒီလောက်ပါပဲစူးစမ်းကြပါဖိုက်တင်ပါ